။စာရိုက်တဲ့အခါမှာခုလိုမျိုးတညီတညာလေးဖြစ်ချင်တဲ့ဘလို့ရေးရမလဲဆိုပြီးမေးထားတဲ့သူလေးရဲ့အတွက်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။ ဟုတ်ပြီဆန်ရိုက်တဲ့အခါမှာတညညညာရဲ့ဖြစ်ချင်နေဆိုရင်မရေးခင်မှာသစ္စာတွေက intention လောက်ရမယ် love intention နဲ့ right intention လောက်ရမယ်အဲ့ဒါဘာကိုပြောရလဲဆိုတော့ဒီဆာဆရေးရမယ်ဆိုရင်ဘယ်ဘက်ကနေဆရေးရပါတော့ကာဆာလေးကမှိတ်တုံမှိတ်တုံနဲ့ဘယ်ဘက်ကနေဆရေးမှာဟုတ်ပြီဆရေးရတဲ့အခါမှာဒီ love intention ကဘလောက်ကနေဆပြီးရေးချင်လဲသစ္စာတွေအကွာအဝေးကိုထားလို့ရတယ်ဟုတ်ပြီအဲ့လိုပဲဒီညာဘက်အစွန်မှာလဲသင်္ဆာတို့စာရွက်အကုန်အထိရေးမှလာဒါမှမဟုတ်လို့ရှိရင်ဒီ စာရွက်ရဲ့ပေါ့နော်ဒီညာဘက်ခြံမှာဘလောက်လောက်အကွာဝေးခြံထားပြီးတော့တညတညာရဲ့ရေးကျင်တာလဲအဲ့ဒါချိန်လို့ရတယ်အဲ့ဒါကြောင့်မို့လို့စာမရေးခင်မှာဒီပါရာဂရက်ပြည့်ပြည့်ဒိုင်ယာလောဘလောင်ချာရုပ်သွားမယ်အဲ့ဒီထဲမှာ intention ဆိုတာရှိတယ်အဲ့ဒီ intention ဆိုတဲ့နေရာမှာ love intention ဆိုတဲ့နေရာမှာ ကိုစာစရေးခြင်းတဲ့နေရာကနေစပြီးတော့အကွာအဝေးကိုထားမယ်။ဥပမာတက်လောက်ကနေစရေးခြင်းတဲ့ဆိုရင် love intention မှာတက်ပေါ့။တကယ်လို့0.5လောက်ကနေစရေးခြင်းတဲ့ဆိုရင် love intention မှာ0.5ဆိုပြီးထားလို့ရတယ်။အဲ့ဒီအတိုင်းပဲညာဘက်မှာလည်းတစားတို့ကစာဘောနော်ဘလောက်ထိအဆုံးသက်ပြီးရေးခြင်းလဲစာအုပ်တော့မှာဆိုရင်အကုန်မရေးခြင်းဘူးတညညညာနဲ့ဖြစ်အောင်လို့ဒီစာကလုံးကလည်းဒီဘောနော်စာချောင်းကလည်းပထမစာချောင်းကလည်း အဲဒီနေရာမှာအဆုံးသတ်ရင်ဒုတိယစာကြောင်းကလည်းအဲ့ဒီနေရာမှာပဲအဆုံးသတ်မယ်သူထပ်ပို့ပြီးတော့အရှိအမရေးချင်ဘူးတညညညာရေးဖြစ်ချင်လဲဆိုရင်အဲ့ဒီ right intention ဆိုတဲ့နေရာမှာ ကိုလိုချင်တဲ့အကွာအဝေးကိုပေးပါဥပမာဒီစာရွက်အဆုံးထိမရေးချင်ဘူးတစ်လောက်ချန်ပြီးတော့ရေးချင်လဲဆိုရင် right intention မှာတစ်လို့ရေးမယ်0.5လောက်ချန်ပြီးတော့ရေးချင်လဲဆိုရင်ဒီ right intention မှာ0.5ဆိုပြီးတော့ရေးလိုက်ပါ ဟုတ်ပြီ left indentation ရဲ့ right indentation ရဲ့ချိန်ထားပြီးဆိုလို့ရှိရင်တင်စားရိုးစာပြီးပြန်ပြီးရေးမယ်ပေါ့နော်စာပြန်ရေးတဲ့အခါမှာဆိုလို့ရှိရင် left indentation ကတင်စားရိုးချိန်ထားတဲ့နေရာကနေစပြီးရေးလို့ရမယ် right indentation ကလည်းတင်စားရိုးထားတဲ့နေရာအထိပဲရေးလို့ရမယ်အဲ့ထက်ပိုပြီးရေးလို့မရဘူးအရင်ဆုံးစာမီရေးခင်မှာ left indentation ရဲ့ right indentation ရဲ့အခုပြောရတဲ့အတိုင်းအရင်ချိန်ပြီးရေးပါရေးပြီးသွားပြီဆိုရင်စာပိုက်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့စာပိုက်ဆိုရင်ဆက်လက်ပေး ပေးပြီးသွားပြီဆိုလို့ရှိရင်သင်္ဆာရို justify စာပိုင်းညှိပေးရမယ်။ paragraph two ထဲမှာရှိရဲ justify ဆိုတာကိုနှိပ်မယ်။မနှိပ်ချင်ဘူးဆိုရင် shortcut က control j ဆိုပြီးတော့သုံးမယ်။ဒါဆိုရင်စာရေးတဲ့အခါမှာဘယ်ရောညာရောတဏိတညာလေးရေးချင်တယ်ဆိုရင် indentation ချိန်မယ် justify ညှိမယ်။အဲ့ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့ပုံစံလေးရသွားပါပြီနော်။